ဖောဖမားအလုံးမင်္ဂလာပါကလော့ကွန်နာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တော့အဲ ပြမလေးအဆင့်1နှစ်3ရဲ့ကျွန်တော်နောက်လာမဲ့ကျွန်တော်ပွဲအကြောင်းလေးတွေကိုအနေငယ်ဆွေးနွေးပြီးတော့ဘယ်အသင်းကကျွန်တော်တို့အမှတ်တွေပိုယူနိုင်မလဲဆိုတာကိုတစ်ချက်ဆွေးနွေးတော့မှာဖြစ်ပါတယ်။ရုံးစုံအနေနဲ့ကျွန်တော်တို့အဆင့်1မှာတော့အာဆင်နယ်ကကျွန်တော်တို့26မှတ်နဲ့ရပ်တည်နေပြီးတော့အဆင့်2မှာတော့ကျွန်တော်မန်ချက်စတာစီးတီးကကျွန်တော်22မှတ်ပြီးရင်တော့အဆင့်3မှာတော့ကျွန်တော်ထိမမထားဘဲနဲ့ချက်စီးအသင်းကနေပြီးတော့ကျွန်တော်တို့20အမှတ်20နဲ့ကျွန်တော်အဆင့်3ထိနေအောင်ကျွန်တော်တက်လှမ်းလာတာတော်လေးမှာကောင်းမွန်တဲ့ပုံစံတွေကိုမြင်တွေ့ရတယ်လို့ပြောလို့ရတယ်အထူးသဖြင့်ကျွန်တော် ဒီပရီးမီယံလိပွဲစဉ်7တိမှာတော့အာဆင်နယ်အနေနဲ့ကျွန်တော်ထိမှတ်ထားပဲနဲ့တေးရလက်ကိုထွက်ပေါ်သွားပြီးတော့ကျွန်တော်တစ်ဖက်ကမန်ချက်တာစီးရီးယားသူ့ရဲ့အင်္ဂမလီဗာပူးကိုဂိုးပြအနိုင် ပုံဖော်နိုင်တယ်လို့တစ်ဖက်ကအာဆင်နယ် sorry ချက်သေးတဲ့လည်းကျွန်တော်တို့ဂိုးပြတွေပါတယ်နိုင်ရလက်တွေပုံဖော်ထားနိုင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီခါ international break ကကျွန်တော်တို့ထိမှတ်မထားတယ်လို့တော်တော်လေးဥမှာအဆင့်တွေပြောင်းလဲသွားတယ်လို့ပြောလို့ရတယ်အထူးသဖြင့်ကျွန်တော်တို့အဆင့်7နဲ့73အထိလောက်ကိုအမှတ်ကကျွန်တော်တိတ်ပြီးတော့ အဲအဆင့်တက်နဲ့ဆိုလို့ဆိုရင်မှတ် ကတက်ပြီးတော့ကျွန်တော်လင်းငါ၈မှတ်လောက်ပဲခွာတဲ့အတွက်ကြောင့်ကျွန်တော်ဒီတစ်ခါငွေပေးမဲလေးပွဲစဉ်တွေရဲ့ပွဲစဉ်ရတော့တော်တော်လေးကိုမှကျွန်တော်ကြည့်လို့ကောင်းတဲ့ပုံစံတွေမြင်တွေ့ရတယ်အထူးသဖြင့်ကျွန်တော်ဘာအတွက်ကြောင့်လဲဆိုရင်ကျွန်တော်1 to 4မှာဆိုလို့ဆိုရင်ကျွန်တော်နှောင်းနှင်းကိုကျွန်တော်ချန်ပီယံလိဝင်ဖို့အတွက်ဆိုလို့ဆိုရင်တော်တော်လေးကိုမှကျွန်တော်တို့အဲရှင်ပြန်အမအသင်းတွေတော်တော်များတယ်အထူးသဖြင့်ကျွန်တော်အောက်ကကျွန်တော်အသင်းငယ်တွေအသင်းလက်တွေရတယ်ကျွန်တော်တို့အမှတ်တွေတိတ်ပြီးတော့မကွာတဲ့အတွက်ကြောင့်ကျွန်တော်ဒီတစ်ခါပြင်းပြလေးပွဲစဉ်2025 2026 တော်လေးကိုမှကြည့်လို့ကောင်းတဲ့ပုံစံမျိုးတွေကိုမြင်တွေ့ရပါတယ်။ဘယ်လိုဆိုလို့ရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစားလိုက်ကြအောင်။ရေဦးဆုံးအနေနဲ့ကျွန်တော်တို့အဆင့်တက်ကအာဆင်နဲ့အာဆင်နဲ့ကျွန်တော်တို့ပြီးမြားလေးပွဲစဉ်၁၂မှာတော့တို့အနေနဲ့စပါးကိုတို့အိမ်ငွေ့မှာလက်ခံရှင်ပြန်မဲ့ပွဲဒီပွဲကတော့တို့တက်ကတော့နည်းနည်းလေးတော့ကျွန်တော်တွက်ဆိုရင်တော့ခက်ခဲမဲ့ပွဲတစ်ပွဲလို့လို့မြင်တယ်။ဒါမှလည်းတို့မှာကစားသမားကောင်းတွေရှိသလိုတစ်ဖက်ကတော်တန်ဟော့စပါကလည်းကျွန်တော်တို့အဲတို့မှာကစားသမားကစားသမားကောင်းတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့တနေ့ကထိတ်တိုက်တွေ့ဆုံမှုမှာတော့တော်တော်လေးကိုမှကြည့်လို့ကောင်းမဲ့ ွဲတစ်ပွဲလို့တော့မြင်တယ်ဒီနှစ်သင်းမှာတော့ကျွန်တော်အနေနဲ့အအင်ရှင်ဖြစ်တဲ့အာဆင်နယ်အနေနဲ့နိုင်ပွဲတွေကိုရအောင်ဖော်ဆောင်သွားမှနိုင်မှာဒါမှမဟုတ်ပဲနဲ့တေရလက်ကိုဒါထွက်ပေါ်သွားမှလားဆိုတော့တော်တော်လေးမှစောင့်ကြည့်ခြင်းတွေကကောင်းတယ်လို့မြင်တယ်ပြီးနေလဲကျွန်တော်တို့အဲစီးရီးယားလဲကျွန်တော်တို့နယူကာဆယ်ကိုမှနယူကာဆယ်ကိုအဝေးကမှတွားရောက်ရှင်ပြိုင်မဲ့ပွဲရှိနေတဲ့အတွက်ကြောင့်နယူကာဆယ်နဲ့တွေ့တိုင်းကျွန်တော်တို့မန်ချက်လာစီးတီးအနေနဲ့ရလက်တွေကိုမကောင်းတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီတစ်ခါရှင်ပြိုင်မဲ့ကျွန်တော်တို့ပြင်းပြလေးပွဲစဉ်စနစ်မှာရောကျွန်တော်တို့ မန်ချက်တာစီးတီးအနေနဲ့နိုင်ပွဲတွေကိုပုံဖော်နိုင်မှာဆိုတော့ကတော့ကျွန်တော်တို့အဲဒီပွဲမှာတော့ကျွန်တော်အနေနဲ့တေးလောက်ပွဲတေးတပွဲလောက်ပဲကျွန်တော်ထိကတော့ကျွန်တော်ညှော်မှန်းထားတယ်လို့ပြောလို့ရတယ်တစ်ဖက်ကကျွန်တော်တို့ချက်စီးရလဲကျွန်တော်တို့ဘန်လီကိုသူတို့အနေနဲ့အဝေးဝင်းမှာတွားရှင်မြန်ရဲ့ပွဲအတွက်ကြောင်းတော့အဲဘန်လီကတော့ကျွန်တော်တို့နည်းနည်းလေးဥမာသူတို့ရဲ့အိမ်ခွင်းမှာခက်ခဲတဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်အဲချက်စီးအတင်းနေနဲ့နည်းနည်းလေးတော့ခက်ခဲမဲ့ပွဲတစ်ပွဲလို့တော့ကျွန်တော်အမြင်နဲ့ပြီးရင်တော့ကျွန်တော်တို့ပွဲစဉ် ီမြန်လီပွဲစဉ်73ပီမြန်လီပွဲစဉ်73မှာတော့ကျွန်တော်တို့အာဆင်နယ်ကအားတော့ကျွန်တော်တို့ချက်စီကိုသူတို့အဝေးပွဲမှာတွားရောက်ရှင်ပြန်မဲ့ပွဲပေါ့ဒီပွဲကတော့တော်တော်လေးဥမာခက်ခဲမဲ့ပွဲတစ်ပွဲဖြစ်ပြီးတော့ကျွန်တော်အနေနဲ့အာဆင်နယ်အတွက်ကတော့ကျွန်တော်တေးတပွဲလောက်ပဲကျွန်တော်တို့ ခံမှန်းထားတယ်လို့တော့ပြောလို့ရတယ်ပြီးတော့ကျွန်တော်တို့ Manchester City Manchester City ကတော့သူ့လီးကိုသူတို့ရဲ့အိမ်ဝင်းမှာရှင်မြန်မဲ့ပွဲမှာတော့အဲသူတို့အနေနဲ့တတရရပဲဒီပွဲတော့နိုင်ပွဲကိုပုံဖော်သွားမယ်လို့တော့ကျွန်တော်မြင်တယ်ပြီးတော့ Arsenal ကို Chelsea ကအိမ်ဝင်းမှာရှင်မြန်မဲ့ပွဲမှာတော့သူတို့အနေနဲ့ဒီနှစ်သင်းမှာကျွန်တော်တို့1 2 1နဲ့3နဲ့အဖြစ်နေတဲ့အချိန်မှာလည်းအမှတ်တရလည်းတိုက်ပြီးတော့မကွာတဲ့အချိန်မှာ Chelsea သင်းအနေနဲ့အဲတကယ်လို့တိုက်ရွေးမှာပြန်ပြီးတော့ကျွန်တော်တို့ အတက်ဝင်လာပြီလို့ပြောလို့ရတယ်အထူးသဖြင့်ကျွန်တော်တို့အဲ1 2 3မှာဆိုလို့ရှိရင်သူတို့အသင်းရလည်းကျွန်တော်တို့အမှတ်တွေတိတ်ပြီးတော့မှပြတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ Arsenal သူရဲ့အိမ်ကွင်းမှာရှင်ပြိုင်မဲ့ပွဲမှာတော့ ဆက်စည်းသင်းနေနဲ့ကျွန်တော်ဘာတွေလုတ်ပြနိုင်မလဲအဲ့လိုမှမဟုတ်ဘဲနဲ့တစ်ဖက်ကကျွန်တော်တို့ပုံစံကောင်းတွေပြသထားတဲ့ကျွန်တော်တို့အာဆင်နယ်ကပဲအဲဆက်စည်းရဲ့အိမ်ကမှအနိုင်ပွဲတွေကိုဖော်ဆောင်သွားနိုင်မလားဆိုတော့တော်တော်လေးကမှကျွန်တော်တို့ပြီးမြလေးပွဲစဉ်73ကကြီးလို့ကောင်းမဲ့ပွဲစဉ်တွေရှိတယ်ပြီးတော့ကျွန်တော်တို့ပြီးမြလေးပွဲစဉ်14ပြီးမြလေးပွဲစဉ်14မှာတော့ကျွန်တော်တို့အာဆင်နယ်ကတော့ကျွန်တော်တို့ဘရန်ဖို့အိမ်ကမှကျွန်တော်တို့ရှင်ပြိုင်မဲ့ပွဲဘရန်ဖို့ကလည်းအခုနောက်ပိုင်းမှာတော်တော်လေးမှခြေစွမ်းလေးတွေထွက်လာထွက်လာတဲ့ ုံစံမျိုးတွေနဲ့မြင်တွေ့ရတဲ့အတွက်ကြောင့်အာဆင်နယ်တို့ကတော့နည်းနည်းလေးခက်ခဲမယ်လို့တော့မြင်တယ်ဒါမှလည်းအာဆင်နယ်မှာအဲသူတို့အနေနဲ့တကယ်လို့ဒါပြီးမြားလေးတိုက်တဲ့ဝေးကိုချန်ပီယံဖြစ်ကိုမျှော်မှန်းထားတယ်ဆိုလို့ရှင်ဒီပွဲကတော့သူတို့အနေနဲ့နိုင်ပွဲတွေကိုပုံဖော်ဖို့အဲကျွန်တော်တို့ကလွယ်ကူတဲ့ပွဲတွေလို့တော့မြင်တယ်ဒီပွဲမှာတော့ကျွန်တော်တို့အာဆင်နယ်ပဲကျွန်တော်နိုင်ပွဲတွေကိုအဲထပ်ပြီးပုံဖော်နိုင်မယ်လို့တော့မြင်တယ်ပြီးမြားပြီးရင်လည်းကျွန်တော်ပြီးမြားလေးပွဲစဉ်၁၄မှာပဲမန်ချက်တာစီးရီးယားတော့သူဖူဟန်ကိုသူအဝေးဝေးမှာတွားရောက်ရှင်ပြိုင်မယ်ပွဲ ဖူအန်ဟိုတို့အဝေးကမှာတွားရောရှင်ပြန်နေပွဲရတော့တို့နည်းနည်းလေးတော့ခက်ကောင်းခတ်နိုင်ပြီမဲ့မန်ချာစီးတီးရဲ့ကျွန်တော်အခုအဲလူစင်းနေပြီးရင်လည်းတို့ပြတ်တာအနေနဲ့ပုံစံကောင်းနေနေဆိုလို့ရှင်တို့တက်ကလည်းနိုင်ပွဲတွေကိုထပ်ပြီးတော့ပို့ဖော်နိုင်မဲ့ကျွန်တော်တို့အရေးအောင်တွေမြင်တွေ့ရတဲ့အတွက်ကြောင့်ဒီပွဲမှာလည်းကျွန်တော်တို့မန်ချာစီးတီးအနေနဲ့ကျွန်တော် ပွဲစဉ်ဆက်လေးမှာလည်းနိုင်ပွဲတွေထပ်ပြီးတော့ပုံဖော်နိုင်မယ်လို့မြင်နေပြီးရင်တော့ကျွန်တော်တို့ချက်စီချက်စီကတော့လီကိုတို့အနေနဲ့အဝေးကမှာတွားရောရှင်ပြန်မဲ့ပွဲလီကလည်းဒီနှစ်တန်းတက်လာတဲ့အထက်မှာသူ့ရဲ့အင်ကွန်းကတော်တော်လေးဟိုမှာမာကျော့တဲ့အသင်းသင်းဖြစ်တဲ့အတွက်ကြောင့်ချက်စီတင်းနေနဲ့တိတ်ပြီးတော့ လွယ်ကူမယ်လို့တော့မမြင်မမြင်ဘူးဒီတော့ကြောင့်လည်းကျွန်တော်တို့တက်ကတော့ပြည်မြလိပွဲစဉ်ဆလေးမှာတော့ချက်စည်းအသင်းနေနဲ့ကျွန်တော်တို့လိအဝေးကမှတွားရရှိမယ်မယ်ပွဲရှိတဲ့အတွက်ကြောင့်အဲအသေးတပွဲလောက်ကိုပဲကျွန်တော်အနေနဲ့မျှော်မှန်းထားတယ်လို့ပြောလို့ရတယ် ပြီးတော့ကျွန်တော်ပြင်းပြလိပွဲစဉ်15ပြင်းပြလိပွဲစဉ်15မှာတော့ကျွန်တော်တို့အာဆင်နယ်ကတော့ကျွန်တော်တို့အက်စတရွန်ဗီလာကိုအဝေးခွေမှာတောက်ရောက်ရှင်ပြန်မယ်ပွဲဒီပွဲကတော့တော်တော်လေးဥမှာအခက်ခဲမဲ့ပွဲတစ်ပွဲလို့တော့မြင်တယ်အာအက်စတရွန်ဗီလာသူ့ရဲ့အင်ကွင်းအာတာချက်နဲ့ကျွန်တော်တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်တဲ့အတွက်ကြောင့်ဒီနေ့တည်းရဲ့စုံတွဲမှုမှာတော့အာဆင်နယ်အနေနဲ့အဲ အဲဝေကမတော့အရှင်မြန်ပဲပွဲလဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့တော့တီပွဲတပွဲကိုသာဥတီသွားမယ်လို့တော့ကျွန်တော်တော့ခံမှန်းထားတယ်ပြီးတော့ကျွန်တော်တို့မန်ချက်တာစီးတီမန်ချက်တာစီးတီကတော့ကျွန်တော်ပြီးမြတ်လိပွဲစဉ်15မှာတော့ဆန်နာလန်ကိုသူ့ရဲ့အိမ်ကွင်းမှာ အိမ်ကွင်းမှာရှင်ပြိုင်မဲ့ပွဲဒီပွဲကတော့ကျွန်တော်တို့တော်တော်လေးဥမာကြည့်လို့ကောင်းမဲ့ပွဲတစ်ပွဲဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်စန္ဒလန်ကတော်တော်လေးဥမာကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြတ်တာထိုင်နိုင်တဲ့အတွက်ကြောင့်ဒီတစ်ခါရှင်ပြိုင်မဲ့ကျွန်တော်တို့ပြည်မြလေးပွဲစဉ်15မှာတော့စန္ဒလန်အိမ်စန္ဒလန်ကလည်းသူ့ရဲ့မချာစီးတီးရဲ့အိမ်ကွင်းမှာတော့ရှင်ပြိုင်မဲ့ပွဲတော့အဲတော်တော်လေးဥမာအာစိတ်ဝင်စားဖို့ကောင်းတယ်။ဒါမဲ့လည်းအဲမန်ချက်တာစီးတီးရဲ့သူ့ရဲ့အိမ်ကွင်းဖြစ်တဲ့အတွက်ကြောင့်စန္ဒလန်ကိုအနိုင်ယူနိုင်မယ်လို့တော့မြင် ကျွန်တော်တော့မြင်တယ်ဒါမှမဟုတ်လို့အဲ့လိုမှမဟုတ်ဘဲနဲ့ဆနာလန်ရဲ့အိမ်ဝင်ဆိုရင်တော့ကျွန်တော်တို့တမျိုးတမီဖြစ်သွားနိုင်ဘာတော့ကြောင့်လဲအာဆင်နယ်ကိုတော့မှသူတို့အနေနဲ့နောက်ကျသွင်းကိုတွေနဲ့တေးရလက်ကိုပုံပေါ်ထားနိုင်တဲ့အတွက်ကြောင့်ဆနာလန်လည်းတော်တော်လေးမှကောင်းမွန်တဲ့ကျွန်တော်ပုံစံတွေမြင်တွေ့ထားရတဲ့အတွက်ပြီးရင်လည်း မန်ချက်စတာစီးတီးရဲ့အိမ်ခွင်းဖြစ်တဲ့အတွက်ကြောင့်မန်ချက်စတာစီးတီးနေနေပဲနိုင်ပွဲတွေကိုထက်ဆက်ပြီးတော့ပုံဖော်နိုင်မယ်လို့မြင်တယ်။ပြီးတော့ပရီးမီယာလိပွဲစဉ်15မှာပဲကျွန်တော်တို့ချက်ဆီချက်ဆီကတော့ကျွန်တော်တို့ဘုံမောက်ကိုအဝေးကွင်းမှာတွားရောက်ရှင်ပြင်းမယ်ပွဲ။ဒီပွဲတော့ချက်ဆီတက်ကတော့နည်းနည်းလေးတော့ခက်ခဲသွားပြီပါပြောလို့လို့ဆိုရင်မဘုံမောက်ကလည်းသူ့ရဲ့အိမ်ခွင်းကတော်တော်လေးဥမာမာကျောတဲ့အသင်းတင်းဖြစ်တဲ့အတွက်ချက်ဆီအနေနဲ့ကတော့ကျွန်တော်ပရီးမီယာလိ 14နဲ့15မှာတော့ကျွန်တော်မြင်ရတယ်တိတ်ပြီးတော့အခြေအနေမကောင်းဘူးလို့တော့မြင်တယ်ဒါမှလည်းဘုံမအဝေးကမှသွားရှင်ပြန်သည်ပွဲတိုင်အောင်သူတို့အနေနဲ့တေးရလက်ကိုတော့အများဆုံးအာအတိရလက်ထီကိုလောက်တော့သူတို့အနေနဲ့ဆော့ကစားသွားနိုင်မယ်လို့တော့ကျွန်တော်တော့မြင်တယ်ပြီးတော့ပြင်းပြလိပွဲစဉ်16ပြင်းပြလိပွဲစဉ်16မှာတော့ အာအာဆင်နယ်ကတော့ကျွန်တော်တို့ဟူကိုသူ့ရဲ့အိမ်ငွေးမှာပဲထပ်မံရှင်ပြိုင်မယ်ပွဲဒီပွဲကတော့အာဆင်နယ်တော့ကတော့အေးအေးဆေးဆေးနိုင်မယ်ပွဲလို့တော့ကျွန်တော်အမိနဲ့ဒါပေမဲ့အိမ်ငွေးလည်းဖြစ်တယ်အာဆင်နယ်ဟူအသင်းနေနဲ့လည်းတော်တော်လေးမှဒီရဒီမှာအချင်းနေဆိုးနေတဲ့ပုံစံမျိုးမှာအာအာဆင်နယ်တော့ကတော့ဒီပွဲကတော့အာနိုင်တဲ့နိုင်ထိုက်တဲ့ပွဲလို့တော့မြင်တယ်ဒါပြီးဝိုက်လို့ဆိုရင်တော့ကျွန်တော်တို့အဲ ီစဉ်မှာမှာပွဲချက်တွေလာမယ်ပြီးရင်ပွဲတွေကအဲ၃ရက်တပွဲလောက်ကိုထောက်လျှောက်တွေတွားရမယ်အတွက်ကြောင့်အာဆင်နယ်အနေနဲ့အဲအိမ်ငွေးပွဲတွေမှာတော့အကောင်းဆုံးအနိုင်ယူထားတာကြတော့ကျွန်တော်မြင်ရဆိုရင်အကောင်းဆုံးပဲလို့မြင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့အဲ ပြင်းပြလေး72 73နဲ့ပြင်းပြလေး85ဒီမှာဆိုရင်သူ့အနေနဲ့ပွဲချက်တွေကိုရင်ဆိုင်ထားရင်ဆိုင်ရမယ့်ပုံစံမျိုးတွေရှိတဲ့အတွက်ကြောင့်အိမ်ဝင်ပွဲဖြစ်တဲ့ကျွန်တော်တို့အသင်းငယ်လေးတွေနဲ့တွေ့တဲ့ပွဲမှာတော့အာဆင်နယ်အနေနဲ့အမှတ်တွေယူထားနိုင်မယ်ဆိုလို့ဆိုရင်အကောင်းဆုံးပဲလို့တော့မြင်တွေ့တယ်မြင်ရတယ်ဘာတော့ကြောင့်လို့ဆိုရင်နောက်မှလည်း Manchester City လို့မျိုးအသင်းကြီးကလည်းပြောင်းပြီးတော့ကတ်လိုက်လာတဲ့အချိန်တွေမှာတော့ပြေးနိုင်တဲ့မြန်မြန်ပြေးထားတာအာဆင်နယ်အတွက်အကောင်းဆုံးပဲလို့တော့မြင်ကျွန်တော်ကတော့မြင်တယ်ပြီးတော့ကျွန်တော်တို့ပြီးမြတ်လေးပွဲစဉ်16မှာပဲ မန်ချက်တာစီးတီးကပဲလေးမူအဝေးကမှသွားရှင်မြန်မဲ့ပွဲရတော့မန်ချက်တာစီးတီးတက်ခက်ခဲနေတယ်လို့မြင်တွေ့ရတယ်ပဲလေးကလည်းသူ့ရဲ့အိမ်ကမှတော်တော်လေးမှကောင်းမွန်တဲ့အသင်းသင်းဖြစ်တဲ့အတွက်ကြောင့်မန်ချက်တာစီးတီးနေနေနဲ့ကျွန်တော်ပင်းမြလေးပွဲစဉ်16မှာတော့တိတ်ပြီးတော့မလွယ်ကူလှဘူးလို့တော့ကျွန်တော်မြင်တယ်ပြီးရင်လည်းကျွန်တော်အမ်အာဆင်နယ်ကတော့သူ့ရဲ့အိမ်ကမှကျွန်တော်တို့အဲအခုစုံတွေ့နေတဲ့ပရီးမီးယားလိပွဲစဉ်16မှာတော့မန်ချက်တာကမန်ချက်တာစီးတီးနေနဲ့ကျွန်တော်အဝေးကမှတွားရောက်ရှင်မြန်မဲ့ပယ်လင်းနဲ့ပွဲမှာတော့ဘလကူတဲ့အဲအတွက်ကြောင့် အဲဒီပွဲလေးကတော့နည်းနည်းလေးမှမန်ချက်စတာစီးတီးကခက်ခဲနိုင်တယ်လို့တော့ကျွန်တော်အမြင်နဲ့ပြီးတော့ကျွန်တော်တို့ချက်စီချက်စီကတော့ကျွန်တော်ပြင်းပြလေးပွဲစဉ်16မှာပဲကျွန်တော်တို့အေဗာတန်ကိုသူ့ရဲ့အိမ်ခွင်းမှာပဲရှင်ပြိုင်မယ်ပွဲဒီနေ့ထိတ်တိုက်ပြေဆုံးမှုကတော့တော်တော်လေးကိုမှကျွန်တော်တို့ကြည့်လို့ကောင်းမဲ့ပုံစံတွေကိုမြင်တွေ့ရတယ်အေဗာတန်လည်းအခု ့နောက်ပိုင်းဆိုလို့ရှိရင်သူ့ရဲ့အိမ်ငွေကတော်တော်လေးဥမာကောင်းမွန်တဲ့ပုံစံတွေပြသထားနိုင်တယ်သူအနေနဲ့အဝေးကွက်မှာဆိုလို့ရှိရင်အဲ့လောက်ထိအဲကောင်းမွန်အပုံမှန်ခြေသွန်းအောက်ထပ်နည်းနည်းလေးမှရောက်တဲ့ပုံစံမျိုးတွေမြင်တွေ့ရတဲ့အတွက်ကြောင့်ကျွန်တော်တို့ပြည်မြန်လေးပွဲစဉ်16မှာတော့ချက်စီးသိနေတဲ့ အဘဒံကိုသူ့ရဲ့အိမ်ကမှရှင်ပြန်မဲ့ပွဲမှာတော့အနိုင်ရလက်တွေကိုပါထပ်ပြီးတော့ပုံဖော်မဲ့ကျွန်တော်ပုံစံမျိုးလေးတွေတော့မြင်တွေ့တယ်။ဒီ၃င်းထဲမှာကြည့်မယ်ဆိုလို့ရှင်အဆင့်တက်ကကျွန်တော်တို့အာဆင်နယ်။အာဆင်နယ်ကတော့ကျွန်တော်တို့အဲဒီနှောင်လာမဲ့ပြီးမြတ်လိပွဲစဉ်ကျွန်တော်တို့၁၂၁၃၁၄၁၅၁၆မှပြီးမြတ်လိပွဲစဉ်၅ပွဲမှဆိုလို့ရှင်သူ့ရဲ့အနေနဲ့အိမ်ကွင်း၃ပွဲကန်ပြီးတော့အဝေးကွင်းကို၂ပွဲပဲကန်မဲ့အဲပုံစံရှိသူတစ်ဖက်ကကျွန်တော်တို့မန်ချက်တာစီးတီးနဲ့ချက်စီးနဲ့ကြတော့တိတ်ပြီးတော့သူတို့နဲ့ပြောင်းဝင်ဖြစ်သွားမယ်။အိမ်ကွင်း၂ပွဲအဝေးကွင်း၃ပွဲအဲ မန်ချက်စတာစီးတီးကလည်းကန်ပြီးတော့တစ်ဖက်ကကျွန်တော်ချက်စီးကလည်းအင်္ဂွင်းနှစ်ပွဲအဝေးဝင်း၃ပွဲကိုကန်မဲ့အတွက်ကြောင့်ဒီနှစ်သင်းရဲ့ကျွန်တော်တို့အမန်ချက်စတီးနဲ့အာချက်စီးရပြီးရင်အာဆင်နယ်နဲ့ကတော့နည်းနည်းလေးမှအာဆင်နယ်ကနေပြီးတော့ပို့ပြီးတော့အရေးတာနေတယ်လို့မြင်တွေ့ရတယ်အဲဒါမဲ့လည်းကျွန်တော်တို့ဒီ ပြင်းပြလေးပွဲစဉ်ဝတ်တူ3မှာတော့ကျွန်တော်ထင်မှတ်မထားဘဲနဲ့မန်ချက်စတာတစ်ဖက်ကချက်စီကပြန်လဲဝင်ရောက်လာတဲ့အတွက်ကြောင့်တော့အာဆင်နယ်အနေနဲ့ကျွန်တော်တို့အမှတ်တရကိုများများဖြတ်ပြီးတော့ကျွန်တော်တကယ်လို့ဒါပြင်းပြလေးချန်ပီယံဖြစ်ချင်တယ်ဆိုလို့ရှိရင်အဲအကောင်ဆုံးအနိုင်ယူထားဖို့လိုအပ်တယ်လို့တော့အမြင်နဲ့တစ်ဖက်ကကျွန်တော်မန်ချက်စတာစီးတီးကလည်းကတ်လိုက်လာတယ်အဲမန်ချက်စတာစီးတီးကိုလည်းကျွန်တော်မေ့ထားလို့မရတော့တစ်ဖက်ကချက်စီးကလည်းအဲသူလည်း ကောင်းမွန်တဲ့ခြေစွမ်းတွေပြန်တထားနိုင်မယ်အတူကျွန်တော်တို့နှောင့်တဆင့်ကိုကျွန်တော်တို့တက်လန်းလာပြီးတော့သူ့နေအဆင့်3ထီတောင်ရောက်လာတဲ့အတွက်ကြောင့်အဲတစ်ဖက်ကချက်အာဆင်နယ်အနေနဲ့ပော့ရော့လို့မဖြစ်ဘဲနဲ့နိုင်ဘွဲတွေကိုဆက်လက်ပုံဖော်ဖို့လိုအပ်တယ်လို့တော့မြင်နေ။ Okay ညီကိုရီယောနေရော နေရောတော့နောင်လာမဲ့ပြင်းပြလိပွဲစဉ်၅ပွဲမှာချက်စီရဲ့ပြီးရင်တော့တစ်ဖက်ကမန်ချက်တာစီးတီးရဲ့ပြီးရင်အာဆင်နယ်ရဲ့ဒီ၃နဲ့ကတော့နောက်ပြင်းပြလိပွဲစဉ်၅ပွဲမှာဘယ်နှမှတ်ထိကိုစုဆောင်းထားနိုင်မယ်လို့တော့မြင်တယ်အခုလောလောဆယ်တော့အာဆင်နယ်ကတော့ကျွန်တော်တို့မန်ချက်တာစီးတီးနဲ့လည်း၄မှတ်ပဲပြတ်တယ်ပြီးရင်တော့ချက်စီနဲ့ ဆိုရင်တော့ကျွန်တော်6မှတ်ပဲပြန်လည်ပြက်လာတဲ့အတွက်ကြောင့်တော့နည်းနည်းလေးတော့ကျွန်တော်တို့တော်တော်လေးမှကြီးလို့ကောင်းမယ်လို့ပွဲစဉ်မျိုးတို့မြင်တွေ့ရပဲပြီးမရလေးပြီးရင်လည်း1 2 3 4ဆိုတော့အစ်စ်နေမှာဘယ်အသင်းတွေကနေပြီးတော့ကျွန်တော်တို့အစ်စ်နေပြန်လည်ဝင်ရောက်လာမယ်ဆိုတော့တော်တော်လေးမှစောင့်မျှော်ကြည့်ရှုတဲ့ပွဲကောင်းတစ်ပွဲပွဲကောင်းနေလို့တော့ကျွန်တော်မြင်တယ်ညီကိုတွေနည်းနည်းရောဘယ်လိုမြင်ကြလဲဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်လာရောက်ကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းဒီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ပြီးလို့လေးမှာ ပြန်လဲဆုံတွေ့ကြတာပေါ့ဗျာကျွန်တော် YouTube channel လေးကို like and subscribe လုပ်ကတဲ့ညီကိုတွေနည်းနည်း like and subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ်ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတာပေါ့ဗျာ